โอเคအားလုံးပဲမင်္ဂလာပါဗျာကျွန်တော် channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီတစ်ခါရည်ရွယ်ထားတာကတော့ကျွန်တော်အရင်ကစောင့်တင်ဖန်ရင်းနဲ့မှတ်ထားခဲ့တဲ့မှတ်စုတွေ note တွေရှိပါတယ်အဲ့ဒီ note တွေကကျွန်တော်တော်တော်ကိုများနေပါပြီအဲ့ဒီ note တွေဟာစာရီဖတ်နေရင်နဲ့ကျွန်တော်ကြိုက်ခဲ့တဲ့အချက်လက်တွေကျွန်တော်ရှင်ထဲမှာထိခိုက်ခဲ့တဲ့ဒါမှမဟုတ်ရင်မှတ်သားထိုက်တယ်လို့ယူဆခဲ့တဲ့စာကြောင်းတွေစာပိုက်တွေကိုကျွန်တော် note ထဲထည့်ရေးခဲ့ပါအဲ့ဒီ note တွေကိုကျွန်တော်ဒီနေ့မှာတော့ တစ္ဆန်ရာတစ္ဆန်ရာဒါမှမဟုတ်ကျွန်တော်စိတ်ကူးရရင်ရတယ်လို့ပေါက်ကအနေနဲ့လှုပ်သွားဖို့စဉ်းစားထားပါတယ်အခုဒီနေ့မှလည်းကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်ရဲ့ note ထဲမှာပါတဲ့စာပိုက်တွေကိုပေါက်ကအဖြစ်လှုပ်ပစ်လိုက်ပါတယ်ဗျဆိုတော့ဘယ်စာအုပ်ထဲမှာလဲဆိုရင်ဆရာကျောင်းဝင်းရေးထားတဲ့ထောင်စုတဲ့ idea များဆိုတဲ့စာအုပ်ထဲအနေနဲ့ကျွန်တော်ကူးယူထားတဲ့ note တွေပါတယ်ဗျအများကြီးမဟုတ်ပါဘူးဆိုတော့ဒါလေးကို pocket အနေနဲ့ကျွန်တော်လုပ်ပေးလိုက်ပါတယ်။ဟုတ်ကဲ့ဆက်နားဆင်ကြပါဦးမြတ်။ လင်မဟဝါရကိုစိန်ခေါ်ခဲ့သောဖက်ဆက်ဝါရကွန်မြူနီဝါရတို့အရှင်ကုန်ခဲ့ကြပြီ ဆိုလျင်အန်ယိုလော်ဂျီအရာနောက်ထပ်ရှင်ပြိုင်မည်သူ ရှိပါသေးသလားတနည်းဆိုရရင်လင်မရယ်လူအဖွဲ့အစည်းများတွင်အဖြစ်ရှင်းနိုင်သော လူလန်းစားပြဿနာအပြင်နောက်ထပ်ပဋိပက္ခများရှိပါသေးသလားအီးမေးခွန်းများအတွက် ဖြစ်နိုင်ရာအဖြစ်နှစ်ခုမှာ စွန့်ရောက်ဘာသာရေးနှင့်စွန့်ရောက်အမျိုးသားရေးတို့ဖြစ်ပွဲရှိပါသည် အရစ္စတိုတယ်ကအစပညာရှင်အဆက်ဆက်အနေနဲ့အမှားနဲ့အမှန်အကောင်းနဲ့အဆိုးတရားမှုနဲ့မတရားမှုတို့ကို ခွဲခြားသတ်မှတ်ရာတွင်လူတဘောဝါကို အခြေခံနှုံးဆန်အဖြစ်ယူဆခဲ့ကြသည်စင်စစ်ခက်တဲ့ liberal democracy တည်ပင်ဤဆန်နှုံးပေါ်မှာမြေပြားခံခဲ့ရပါသည် ဤနှုံးဆန်ကိုအကောင့်ထဲဖော်ရရမူမတူသောယဉ်ကျေးမှု အနေထားများအရာအမျိုးမျိုးသောအဖွဲအစည်းကိုတည်ဆောင်ခဲ့ကြပါသည်တုံးညတိုင်းလူသမိုင်းသည်တည်တည်ငြိမ်ငြိမ်ဖွံ့ဖြိုးနိုင်ခဲ့သည်တော့မဟုတ်ပါပြင်သစ်တော်လှန်ရေးနောက်ပိုင်းတွင်မြေကြီးပေါ်မှလောကနေပံတည်ဆောက်ရေးဆိုသောအလွန်အကျွံစစ်ကူးရင်အိုင်ဒီယာများပေါ်ထွက်ခဲ့မှုသည်၂၀ရာစုသမိုင်းကို ပြန်ကြည့်ပြန်ကြည့်ပင်လျှင် လင်ဘရဒီမိုကရေစီကိုစိန်ခေါ်သည့်အန်နီယာဂျီနှစ်ခုကို အထင်ရှားတွေ့နိုင်ပါလိမ့်မည်။နာဇီဝါဒနဲ့ကွန်မြူနစ်ဝါဒတို့ဖြစ်သည်။နာဇီဝါဒကလူ့တဘဝနေရာတွင်လူမျိုးတစ်မျိုး၏အလိုဆန္ဒနှင့်အစားထိုးကြည့်သည်။ကွန်မြူနစ်ဝါဒကမိသားစုနှင့်ပုဂ္ဂလိကပိုင်ပစ္စည်းတို့ကိုဖျက်သိမ်းပြီးလူ့တဘဝအတိတ်ကို လူမှုအင်ဂျင်နီယာနည်းဖြင့် ဖန်တီးဖို့စံတက်ကြည့်သည်နှစ်ခုစလုံးမအောင်မြင်ခဲ့ပါ Liberal Democracy တည်တာလူ့တဘာဝနဲ့အဆက်အဟက်အတဲဆုံးအဖြစ်တမိုင်းကရွေးချယ်ခဲ့ပါသည်ဤဒီပင်တမိုင်းဤကုန်းဟုဆိုလိုက်ခြင်းဖြစ်သည်ကျော်ဝင်းထောင်စုသက်အိုင်ဒီယာများစာမျက်နှာ69